အခုကျမ green tea shampoo လို့ခေါ်တဲ့လက်ဖက်စိမ်းကောင်းလျှော်ရည်ဖြော်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်လက်ဖက်စိမ်းနဲ့လက်ဖက်စိမ်းရဲ့ရှားဆောင်လက်ပတ်ရဲ့ရှောက်ဘလူးခွန်ရဲ့ကွန်မွန်ဒီကြောက်ရဲ့ကိုကျမကပြုတ်ထားပြီးပါပြီအဲ့ပြုတ်ထားတာလေးကိုပြပါမယ်เนาะပြုတ်ထားပြီးကျမခြေထားပြီးပါပြီအဲ့ဒါလေးကိုပြုတ်ထားတဲ့ဟာလေးကိုတော့ကျမမပြတော့ဘူးเนาะအရင်ဗီဒီယိုထဲမှာလည်းပြပြီးသားဖြစ်နေတဲ့အတွက်ကြောင့်မလို့ပြုတ်ထားလေးကိုတော့မပြတော့ဘူးเนาะ ရေက3လီတာခွဲရှိပါတယ်6လီတာထည့်ပါတယ်3လီတာခွဲကြအောင်ကြိုပါတယ်ပြီးတော့ဒါလေးကိုစစ်ပါမယ်နော် 1.6 liter ပါ1.6 liter ပါခုနက2 liter နဲ့ဆိုရင်3.6 liter ပါဒါကအနှစ်တွေပါ green tea လို့ခေါ်တဲ့တစ်ဖက်စိမ်းကောင်းရွှေရေလုတ်တဲ့လုတ်တဲ့နေရာမှာပါဝင်တဲ့ပစ္စည်းအကြောင်းပြောပြပါမယ်။ဒါလေးက N8000 လို့ခေါ်တဲ့ surfactant မှာဒါက CDE လို့ခေါ်တဲ့ coco coco di ethanolamine မှာဒါက preservative ပါ။ဒါလေးက coco betaine လို့ခေါ်တဲ့ cocamido propyl betaine မှာဒါက vitamin E ပါ။ဒါကအနက်စီလေးတွေပါ။အနက်စီကကိုကြိုက်တာထည့်လို့ရပါတယ်။ဒါလေးက ်ပီကျူ7မှာဒါလေးက initial လို့ခေါ်တဲ့စားပါ အိမ်သုံးစားလို့လည်းခေါ်တယ်အခုဒီဟာကရှမ်ပူအတွက်တည်တန့်ထုတ်ထားတဲ့ refine soap ဖြစ်ပါတယ်ဒါက vitamin B5 DL pantenol လို့ခေါ်တဲ့ vitamin B5 ပါဒီဟာလေးကတော့ပြုတ်ရည်ပါဒါလေးကတော့ပြုတ်ရည်ပါအဲ့ပြုတ်ရည်လေးနဲ့လုပ်ပါမယ်ကဲအခုစလုပ်ပါမယ်နော် ဒီပုံလေးကို surfactant ကို N8000 ကိုထည့်ပြီးတော့ခြေပါမယ်။ ချိန်ပြီးပြီဆိုလို့ရှိရင်ချိန်ထားတဲ့ green tea herbal green tea ပြုတ်ရည်လေးထည့်ပါမယ်ချိန်ထားပြီးသားเนาะဒီဟာက3လီတာခွဲချိန်ထားပြီးသားပါအဲ့ဒါလေးထည့်ပါမယ် အခုပျော်ဝင်မှုကောင်းပြီးတော့မှအားလုံးနှံ့ဆက်သွားအောင်လို့ကျမက blender နဲ့မှွေပါမယ် ဲ့ထဲကို CD ရေးထည့်ပါမယ် CD ရေးပါကိုကို D ethanolamine လို့ခေါ်တဲ့ CD ရေးထည့်ပါမယ်သူက lesser factor အမျိုးအစားပါပဲပြီးရင်ကိုကိုဘီတိန်လို့ခေါ်တဲ့ကိုကာမီဒိုပရိုဘိုက်ဘီတိန်ထည့်ပါမယ် ။ तू อ่ะ तू อ่ะလည်း surfactant မှာပဲဒါပေမဲ့ तू อ่ะအမြုပ်ကိုအားပေးတယ်။မြုပ်အများကြီးလုတ်ပေးနိုင်တဲ့ surfactant ဖြစ်ပါတယ်။ပြီးရင် P27 ထည့်ပါမယ်။ P27 ဆိုတာဒီလိုအကြည့်ရောင်လေးပါ။သပင်ပြော့စည်းပါ။ preservative ထည့်ပါမယ် vitamin B5 DL pantenol လို့ခေါ်တဲ့ vitamin B5 ထည့်ပါမယ်သူက 5g လေးပဲပါတယ်เนาะကျွန်မမှာရှိ 5g လေးကိုထည့်ပါတယ် ကျမမှာရှိရ5 gram လေးอ่ะရေငွေးရိုက်တဲ့အတွက်ကြောင့်လည်းနည်းနည်းလေးအရေပျော်သွားတယ်เนาะအဲ့ဒါလေးကိုထည့်ပါမယ်။ ိုက်တမင် E ထည့်ပါမယ်ဂလစ်ရင်ထည့်ပါမယ်ဂလစ်ရင်က 20g လောက်ပဲထည့်ပါမယ်နော်ဒီခွက်ကလေးက 15g ပါဒီခွက်ကလေးပြည့်ထည့်လို့ရှိရင် 15g ပါဥမာကန်နီယာရဲ့ရှိရတဲ့အတွက်ကြောင့်မလို့နောက်ထပ် 5g လောက်ပဲထပ်ထည့်ပါမယ် ဲ့ဒီထဲမှာစားကလွဲလို့ ingredients တွေအလုံးပျော်ဝင်သွားပါပြီစားကိုနောက်ဆုံးမှထည့်ပါမယ်ဘာဖြစ်လို့လဲဆိုတော့စားထည့်လိုက်ရင်အရေကပြစ်သွားတယ်လေးသွားတယ်အဲ့ဒါကြောင့်အခြားပျော်ဝင်ရမယ့်ပစ္စည်းတွေပျော်ဝင်မှုအားနည်းမှာဆိုတဲ့အတွက်ကြောင့်မို့လို့စားကိုနောက်ဆုံးမှထည့်ပါမယ် ားလုံးပြီးပြီဒီထဲမှာအားလုံးပါဝင်သွားပြီဆိုလို့ရှိရင်နောက်ဆုံးမှာအနံ့ထည့်ပါမယ် fragrance white လို့ခေါ်တဲ့အနံ့ထည့်ပါမယ်ဒါလေးက rosemary ပါ rosemary ကကျွန်မကြိုက်လို့ထည့်တာပါအခုလောက်တာက green tea shampoo เนาะတစ်ဖက်စိမ်းကောင်းလျှော်ရည်လို့ပြောရတဲ့အကြောင်းမျိုးလေကျွန်မ green tea အနံ့လေးထည့်ပါမယ် green tea အနံ့လေးထည့်ပါမယ်နောက်ပြီးတော့ကျွန်မကြိုက်တဲ့ peppermint အနံ့လေးထည့်ပါမယ် ်ပြီး rosemary အနံ့လေးထည့်ပါမယ်အနံ့လေးကအစုံ blend လုပ်တာပိုကောင်းတယ်နော် ကဲလက်ဖက်စိမ်းခေါင်းလျှော်ရေး green tea shampoo လေးဖြော်လို့ပြီးသွားပါပြီအဲ့ဒါကို plastic wrapping film လေးနဲ့အုပ်ထားပါမယ် plastic wrapping film လေးနဲ့အုပ်ထားပါမယ် ုံနဲ့မုံနဲ့ပိုးမွှားတွေမဝင်အောင်ရယ်ဖန်ဂတ်စီမပေါက်ပွားအောင်ရယ်ဒီလိုလေးအုပ်ထားပါတယ်พลาสติกริบบิ้นฟลิงนี่น่ะอุทาบาเนาะหยุดจะตั้วดาก็รอบ3เย็นนี้อหยุดจะตั้วบามั้ย နောက်၃ရက်နေသုံးလို့ရပါပြီ။ခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။အဲအခြားသူများကိုလည်းသိအောင်လို့ sharing လေးလုပ်ပေးကြပါရှင်။အခြားသိလိုတာများရှိလို့ရှင်လည်း comment မှာလာပြီးတော့မေးမြန်းနိုင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။